ဒီကနေ့လက်ဗရောင်းတောင်လိုအရှင်လတ်လတ်တန်ခါကိုမိနဲ့အရှုတ်ခံရတဲ့သိုးဝါတဲ့ဖြစ်ရတန်ဒီဒုက္ခကဲ့သို့20လောက်သောတန်ခါကိုအုတ်စုအင်အားကြီးကြီးနဲ့လက်နက်ကင်လုံခြုံရေးတပ်ဖွဲ့တွေပါအလုံးပေါင်း900ကျော်သောဖုံကြီးစွမ်းအားရှင်တွေနဲ့ လက်နဲ့ကန်ရဲတပ်ဖွဲ့ဝင်200ကျော်ပေါင်း900ကျော်တို့ကသာသနာနဲ့တန်ခါကိုဟောဒီလိုလှုပ်တော့မင်းတို့ဘာတတ်နိုင်သေးလဲကွာဘာလှုပ်ရှင်လဲဆိုရဲရိုင်းပြစွာစော်ကားစိန်ခေါ်မှုမျိုးတစ်ခုလို့ခေါ်ရတဲ့တန်ဒီဒုက္ခလူကြောင်းတိုက်ကြီးကိုတပုံစခန်းကြီးတပွဲမြို့အလယ်မှာဝင်တက်စီးပြီးတော့ဗုဒ္ဓဘာသာတို့တရလုံးကိုစော်ကားတာ ဗုဒ္ဓဘာသာယဟန်တန်ဃာတွေကိုဒုတိယအချိန်မြောက်ပူပူနွေးနွေးလက်တလောအနိုင်ကျင့်လာအဲ့ဒါအမျိုးဘာသာသာသနာကို ပြောင်ပြောင်တင်းတင်းကြီးအနိုင်ကျင့်ထိပါစော်ကားတာမဟုတ်ဘူးလားလို့မဘာသာကိုမေးချင်ပါတယ်အဲ့ဒီမေးခွန်းကိုချုပ်ကဒီပလင်ပေါ်ဒီလိုပြောရတာတော့စိတ်မကောင်းပါဘူးရှင်ပြီးတော့ကိုပြောချင်ပါ တိုင်းပြည်ရဲ့အရွေးတစ်ခုအကောင်းဘက်ကိုတွားဖို့အတွက်ဘုံကြီးတွေအင်အားစုပြီးတော့အုပ်စုဖွဲ့ပြီးတော့အလိုတူအလိုမပါတဲ့အလိုမတူအလိုမပါသူတွေကိုယဟန်ရောလူပါမျိုးသားသစ်စပေါ့လို့ဒီလိုပဲတတ်မှတ်ပြီးတော့အချမ်းဖက်စကားတွေနဲ့သာရန်တုတ်မူနေကြမယ်ဆိုရင်တို့တိုင်းပြည်ဘယ်လိုမှကောင်းလာမှာမဟုတ်ဘူး